မင်္ဂလာညချမ်းပါရှင်။နေပြည်တော်မိုးလေဝသနယ်ဇလာပိတာညချမ်းဦးစီးဌာနမှ2025ခုနှစ်မေလ9ရက်နေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ရှင်။ဒီကနေ့ညနေ6:00နာရီခွဲအချိန်တိုင်းတော်ရရှိခဲ့တဲ့အမြင့်ဆုံးပူချိန်များမှာနေပြည်တော်ရန်ကုန်မြို့နယ်မန္တလေးမြို့တို့မှာ 36°C ၊ 69°F တို့ဖြစ်ကြပါရယ်။ဒီကနေ့ညနေ6:00နာရီခွဲအချိန်မိုးလေဝသကြိုတူမှာဖမ်းဝင်ရရှိတဲ့ပုံရကပ်ပလီပင်လယ်ပြင်နယ် မင်္ဂလာပင်လယ်အော်တောင်ပိုင်းတို့မှာတိမ်တင်တင်မှာတိမ်ထူထန်နေပြီကြံမင်္ဂလာပင်လယ်အော်မှာတိမ်နေငယ်ဖြစ်ထွန်းနေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့ရှမ်းပြည်နယ်မြောက်ပိုင်းကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတန်တီတာကြီးတို့မှာမိုးရိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးရိမ်တောင်များရွံ့လျာရနေရတဲ့ရှောင်းမှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလက်စည်းလက်ခြင်းနဲ့မိုးတီကျွေးခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှာသဖြင့်ကြိုတင်သတိပြုနိုင်မှာရဲ့အကြံပြုရပါတယ် မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေမှာ တိမ်တင်းတင်းဖြစ်ထွန်းနေပြီးကျန်ဒေသတွေမှာတိမ်နှဲငယ်ဖြစ်ထွန်းနေရကိုတွေ့ရပါတယ်မြန်မာပင်လယ်ပြင်မှာလိုင်းနိုင်ငံမှာတင်းတင်းရှိပါမယ်လိုင်းမြန်မာမြန်မာကံယုံတန်းတရှောင်းနေကံလွန်ပင်လယ်ပြင်တို့မှာ၄ပေမှာ9ပေကန်ရှိနိုင်ပါတယ်မနက်ဖြန်မွန်တဲချိန်ဒီခမ်းမန်းချက်များအနေနဲ့ကတော့တနင်္လာရီတိုင်းဒေသကြီးမှာနေရာစိတ်စိတ်မွန်ပြည်နယ်ကချင်ပြည်နယ်နဲ့ချင်းပြည်နယ်တို့မှာနေရာကြကြနေစကိုင်းနယ်ဒေသကြီး မန္တလေးတန်းဒေသကြီးမကွေးတန်းဒေသကြီးရခိုင်ပြည်နယ် AR တန်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးနေပြည်တော်ရှမ်းပြည်နယ်ကယားပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာနေရာကွက်ကြားမှုထစ်ချုံရပါမယ်နေပြည်တော်နဲ့ဒီတိုင်းမနက်ဖြန်အတွက်မိုးလေဝသအခြေအနေခမှန်းကြမောင်းတိမ်တင့်တင့်ဖြစ်ထုံးပြီးမိုးထစ်ချုံရင်နေရာကွက်ကြားမှုရနိုင်ပါတယ် အနှိမ့်ဆုံးမူချိန်မှာ38ဒီဂရီဆက်စီယံ69ဒီဂရီဖာရင်ဟိုက်နဲ့အနှိမ့်ဆုံးမူချိန်မှာ26ဒီဂရီဆက်စီယံ89ဒီဂရီဖာရင်ဟိုက်ရှိနေပါတယ်။ရှန်ကုန်မြို့နယ်နေတွိုင်းမနက်ဖြန်အတွင်းမိုးလေဝသအခြေအနေခန့်မှန်းကြမှာလဲတိမ်တင့်တင့်ဖြစ်ထုံးပြီးမိုးထစ်ချုံ၍နေရာကွက်ကြားမိုးရွာနေပါတယ်။အနှိမ့်ဆုံးမူချိန်မှာ38ဒီဂရီဆက်စီယံ69ဒီဂရီဖာရင်ဟိုက်နဲ့အနှိမ့်ဆုံးမူချိန်မှာ24ဒီဂရီဆက်စီယံ85ဒီဂရီဖာရင်ဟိုက်ရှိနေပါတယ်။ မန္တလေးမြို့နယ်ဤတဝိုင်းမနက်ဖြန်အတွက်မိုးလေဝသအခြေအနေခံမှန်းကြမှာလေတိမ်တင့်တင့်ဖြစ်ထုံပြီးမိုးထစ်ချုံ၍နေရာကွက်ကြားမိုးရွာနိုင်ပါသည်အမြင့်ဆုံးဘူးချိန်မှာ38ဒီဂရီဆက်စီယံ69ဒီဂရီဖာရင်ဟိုက်နဲ့အနည်းဆုံးဘူးချိန်မှာ26ဒီဂရီဆက်စီယံ89ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါသည်နောက်နေ့အတွက်ခံမှန်းကြမ်းနေနေကတော့ကချင်ပြည်နယ်စကမ်းနယ်ဒေသကြီးထပ်ပိုင်းချင်းပြည်နယ် ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတနင်္သာကြီးတို့မှာနေရာကျကျမှာနေရာစိစိငိုတစ်ချုံရွာပါမယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများပဲဖြစ်ပါနေ။ကိုစိတ်နှပြကြမ်းမှချမ်းသာကြပါစေရှင်။